ိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလက်ပအောင်တန်ဖိုးရှိအောင်ချက်တပေးခြင်းကကိုယ့်ရဲ့အရင်တွေ့ကိုပို့ပြီးတော့တော့ပြောင်းလာသေးပါတယ်။မင်္ဂလာပါ။ကိုကိုကြီးပုံပြမယ့်စနေရနေ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီကနေ့ကိုကိုကြီးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံပြလေးရတော့အကောင်းဆုံးပြောင်းဖို့ဆိုတဲ့မြတ်မရွရပုံပြလေးပဲဖြစ်ပါတယ်။ဟိုးရှိရှိတုန်းက တိုင်းပြည်တွေပြည်မှာနေ့စဉ်အကောင်းဆုံးပြောင်းမှုစုကိုအချိန်ချင်းရရှိမှုတဲ့ပြောင်းမှုဆက်ပြုတ်သူတူရှိပါတယ်။ဒီနေ့မှာတော့ပြင်ကြီးကတိုင်းပြည်အကောင်းဆုံးပြောင်းမှုဆက်ပြုတ်သူစီကနေပြောင်းမှုဆက်ပြုတ်နည်းကိုလေ့လာသင်ယူဖို့သူ့ရဲ့လူညွန်တော်အမတ်တချို့ကိုစေလို့လိုက်ပါတယ်။ပြင်ကြီးရဲ့လူညွန်တော်အမတ်တွေဟာပြောင်းမှုဆက်ပြုတ်နည်းကိုစိတ်ဝင်စားနဲ့လေ့လာသင်ယူကြပါတယ်ဒီလိုနဲ့လည်လာရင်းနေပေါ့နော်သူ့ရတဲ့ပြောင်းမှုဆက်ပြုတ်သူကသူ့ရဲ့အကောင်းဆုံးပြောင်းမှုမျိုးစိတွေကိုအနီနာကတခြားသောခြံတွေစီကို လိုလိုလားလားနဲ့အမြဲတမ်းမျက်ဝေပေးတယ်ဆိုတာကိုသူတို့တွေထူးသွမ်းသွားသိရှိလိုက်ရပါတယ်။ခမည်းတော်တော်အားတယ်လူပဲ။ဘာလို့ကိုယ့်ရဲ့အကောင်းဆုံးမျိုးစေ့တွေကိုဒီလိုပေါပေါပပယ်လိုက်ဝေနေရတာလဲ။ခမည်းရဲ့အကောင်းဆုံးမျိုးစေ့ကိုသာသူတို့တွေရသွားရင်နောက်နှုတ်မှာခမည်းကိုကြော်တတ်သွားမှာပေါ့။ဝိမုံကူးချင်းရဲ့တန်ဖိုးကိုတကယ်ပဲမသိလို့မေးလာများလားမတ်ကြီး။ဒီပြောင်းဖို့ပဲနဲ့ရင်းမြစ်လာကြတဲ့အခါလီအဝှေ့တစ်ချက်မှာပဲ။ ဒီအနည်းအနားဝင်းကျင်မှာရှိတဲ့ချမ်းတွေတဲကပြောင်းဖို့ပဲနေဟာတပင်နဲ့တပင်ဝတ်မုံကိုးကြပါတယ်တကယ်လို့ကျွန်တော်ချမ်းအနည်းအနားချမ်းလေးစီကအကြီးအသွေးညံ့နဲ့ပြောင်းဖို့တွေဖူးလာခဲ့မယ်ဆိုရင်ကျွန်တော်ချမ်းကပြောင်းဖို့တွေလည်းအောင်မြင်ဖြစ်ထွန်းလာစေအကြောင်းမရှိပါဘူးကိုချမ်းတဲကပြောင်းဖို့တွေကိုအောင်မြင်ဖြစ်ထွန်းစေခြင်းနဲ့ဆိုရင်ကိုချမ်းအနည်းအနားကပြောင်းဖို့ပဲနေကိုပါမြင့်တဲ့မျိုးထောင်မှရပါလိမ့်မယ် ဆိုပြီးရုပ်ရှင်သွားအဖြစ်ပေးလိုက်တော့အမကြီးတွေဟာသူတို့ရဲ့တေးတိမ်တဲ့စိတ်တွေကိုပြန်မြင်မိပြီးတော်တော်လေးအရှက်ရက်တော့ရတာပေါ့ကွယ်ကျွန်တော်တို့လူပတ်ဝန်းကျင်မှာလည်းဒီလိုပဲမဟုတ်လားကျွန်တော်တို့ညီချင်းပြောချင်းသွားနေထိုင်ချင်းနေဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကိုလည်းညီချင်းပြောချင်းခွင့်ရရှိဖို့အတွက်ဖန်တီးပြရမှာပဲမဟုတ်လားကိုကအစ်မမြင့်တန်ဖိုးရှိရှိရှေ့တန်နေထိုင်ချင်းနေဆိုရင်ကိုရဲ့လူပတ်ဝန်းကျင်ကလူတွေကိုလည်းတန်ဖိုးထားပြီးတော့ လက်တခေါ်ကူညီမြင့်တင်ပေးဖို့လိုအပ်ပါလိမ့်မယ်။တကယ်တော့ဘဝအတံဖို့ကိုယ့်ရဲ့တကယ်တံဖို့ဆိုတာကို့အတ္တတစ်ခုတည်းအရင်တည်ပြီးကို့အကျိုးကို့စီးပွားကို့ပညာကိုပဲစိတ်ကစိတ်ကတည်ဆောက်ယုံနေမရရှိနိုင်ပါဘူး။ဒီလိုအတွေ့အမြင်နဲ့ကို့အတွေ့အကြုံသာလုပ်ပြီးတော့ပေးစာမျှဝေမှုမရှိတဲ့လူကိုဘယ်သူကမှလေးစားအကြတံဖို့ထားလာမှာမဟုတ်ပါဘူး။ကို့ပတ်ဝန်းကျင်ကိုလက်ပတ်အောင်တံဖို့ရှိအောင်ချစ်တတ်ခြင်းကကို့ရဲ့အရေးအတွေ့ကိုပို့ပြီးတော့ တောက်ပြုံလာစေပါတယ်။ဒါကပဲကိုယ့်ရဲ့တံပိုးဒစ်စစ်ပိုင်းဖြစ်လို့နေပါတယ်။တင်းအနေနဲ့အကောင်းဆုံးပြောင်းမှုကိုလိုချင်ပါသလား။အကောင်းဆုံးပြောင်းမှုရရှိဖို့အတွက်အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီးဖို့လိုအပ်ပါလိမ့်မယ်။ကျေးဇူးသူအရောက်စီတန်းကိုလည်းကျေးဇူးအထူးတရှိပါတယ်။ကောင်းသောညကလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။